တချို့ကထင်ကောင်းထင်မယ်ဒါရုခေါ်လို့အကျိုးပေးရင်တို့နေတိုင်းဒါရုတွေခေါ်နေတာဒီဒါရုကတခါတလေအိတ်ချန်တဲ့ခေါ်တဲ့ဒါရုရှိသေးတယ်ဝန္တာအာယကုသိုလ်စိတ်ဖြစ်အောင်လုပ်ပြီးခေါ်တဲ့ဒါရုမျိုးဖြစ်ဖို့လိုတယ်နော်ဒါရုဆိုတာလဲသွားပြီးတော့အထင်မသေးလိမ့်မယ်950ထဲမှာပါတဲ့သင်္ခဇတ်ဆိုတာရှိတယ်ဘုရားလောင်းကအဲ့ဒီတော့ကသင်္ခဆိုတဲ့ပုံနာတစ်ယောက်ဖြစ်တယ်လံခီးသွားတဲ့အခါမှာ စ္စေကဘုရားတဆူကိုတွေးလို့နေဘူးထဲမှာဖဏတ်မပါပဲနဲ့ရှောက်နေတာကိုတွေးလို့ကိုသူစည်းလာတဲ့ဖဏတ်ကိုကြာကြာနာနာဆေးကြောအဝတ်တွေပါတွေနဲ့ပုတ်ပြီးတော့တန်တန်ရှင်ရှင်လှုပ်ပြီးတော့ပစ္စေကဘုရားခြေတော်ကိုဆုတ်ပေးလိုက်လှူလိုက်တယ်ဒီဖဏတ်ကလေးစီးပြီးတော့သွားပါဗျာအဲ့ဒီဖဏတ်လှူပြီးတော့တင်မောတက်တာတင်မောကကန်းကခွာ ခုနှစ်ရက်လောက်ကြာတဲ့အခါပင်လယ်ထဲမှာမုန်တိုင်းပြီးတော့တင်းမောပြက်တယ်သူ့နောက်ကတပည့်တယောက်ပါတယ်ဆရာတပည့်နှစ်ယောက်တင်းမောဘောကပြင်ချက်တစ်ချက်ရလို့တင်းမောမြုပ်တဲ့အချိန်မှာအဲ့ဒီပြင်ချက်ကလေးပေါ်မှာမိတွယ်ပြီးတော့ပြင်ချက်ကလေးကိုမိတွယ်ပြီးတော့ပင်လယ်ထဲမှာတိုင်းလုံးနေချင်အောင်မျောနေတာအဲ့ဒီဖနက်လူခဲ့တဲ့ကုသိုလ်ချောင်းမို့လို့မြစ်ဆောင်နဲ့ပင်လယ်ဆောင်နဲ့သမီးကလာခဲ့တယ် ကယ်တဲ့အခါမှာသင်္ခပုံနာကိုသာကယ်တယ်ကုသိုလ်ကြောင့်ကယ်တာအဲ့ဒါလို့ကယ်တဲ့အခါမှာသူ့နောက်ကနေအတူပါလာတဲ့လူကိုလှည့်တော်မချစ်ဘူးကယ်ပါလို့ပြောလဲမကယ်ဘူးနော်မကယ်နိုင်ဘူးတဲ့အဲ့တော့ဖះလောင်းဆိုတာအသိဉာဏ်ရှိတယ်ဩဒီလိုကယ်တယ်ဆိုတာကုသိုလ်ကြောင့်ပဲသူ့နားမှာရှိနေတဲ့သူ့တပည့်ကိုငါတပည့်ငါဖဏတယံပိစိကဗုဒ္ဓကိုလှုပ်ခဲ့တယ်အဲ့ဒီ ကုသိုလ်ကောင်းမှုကိုမင့်အားအမြပေးဝေပါတယ်အမြအမြဆို။ဟိုကောင်ကတာရုတာရုလည်းခေါ်လိုက်ရောမကယ်ခြင်းလို့မရတော့ဘူးနတ်သမီးကကယ်လိုက်ရကုသိုလ်ကြောင့်ကယ်တာ။ဟောတာရုခေါ်တာနဲ့ပင်လယ်ထဲမှာမနစ်တော့ဘူးလို့ဆို။ဒါ950တဲ့မှာသိခြင်းဖတ်ချစ်သင်္ခါစလို့ခေါ်တယ်။ဆိုလိုတာကတာရုခေါ်တဲ့ကုသိုလ်လေးတောင်မှပဲဒီလိုအကျိုးကျေးဇူးတွေရနိုင်နေတယ်လို့။အေးဒါကြောင့်မို့လို့ကုသိုလ်ဆိုတာဒီတမ္မ အရေးပါတယ်လို့ဒီလိုပြောလို့တာပေါ့နော်အေးကုသိုလ်ကောင်းမှုဆိုတာအလုံးမှာတုတ်ကြရတာဖြစ်တယ်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်အစွမ်းတတ္တိလို့ရှိကြတာကြီးပဲ